ဘရိုက်တာမင်းသားကြီးဝေလူကြောင့်မြန်မာနိုင်ငံရဲ့အာကူရတဲ့မင်းသားကြီးမြန်မာနိုင်ငံမှာသဘောဝဘေးအန္တရာယ်များစွာနဲ့ကြုံရတဲ့ရှေ့ဆုံးကနေမမရက်တည်ပြီးတော့ပြည်သူတွေကိုကူညီပေးတတ်သူမင်းသားကြီးဝေလူကြောင့်ဟာအခုလေမန္တလေးတိုင်းဒေသကြီးမှာငလင်လှရှားတဲ့ဒေသတွေစုကိုသွားပြီးတော့ကိုရင်ရရောက်အသက်သေဆုံးနေတဲ့သူတွေတော့တိုက်အောင်မှာဒါပိတ်မိနေတဲ့သူတွေကိုကယ်ထုတ်ပေးနေတာပဲဖြစ်ပါတယ်မန္တလေးမှာတော့ငလင်ကအခုတည်းကမရက်သေးပါဘူးငါရတမငါငါရတမတဲ့အလေးရတမကိုစားရှိတဲ့ เนาะအင်အားအသင်းတင်ပြင်းထန်တဲ့ငလင်တွေကဆက်လက်ပြီးလှုပ်ရှားနေတာဖြစ်ပါတယ်။မနေ့ကတော့မင်းသားကြီးဝေလူကျော်ဟာเนาะရေထုတ်ရင်းနဲ့အင်အားပြင်းတဲ့မန္တလေးမှာငလင်ဆက်မှန်ပြီးတော့လှုပ်ခတ်တာဖြစ်တဲ့အတွက်သူ့ရဲ့ခြေောက်ပေါ်ကိုโอเคတွေကြာရောက်ခဲ့တာဖြစ်ပြီးတော့ခုချိန်မှာဆေးရုံမှာအေးပေါ်ဆေးကုသမှုခံယူနေရကြောင်းသိရတယ်။ဘိုးနီကလည်းမင်းသမီးကြီးဖြစ်တဲ့ထက်ထမဟုတ်ဘူး။ဒါမတ်လ28ရက်နေ့မှာငလင်ကြီးနဲ့တွေ့ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့လက်မောင်းကျိုးသွားတယ်။ အယူအလုံးဒီပါကျိုးသွားခဲ့ရတယ်။ဒီကနေ့မှလည်းရိုက်တာမိသားကြီးဝလူကျော်စိတ်မကောင်းပါဘူး။အများဆုံးတက်တာပါစေလို့ပဲဆုတောင်းမိပါတယ်။ဝလူကျော်ဟာနာမည်ဂျူးဇိုးနဲ့ဒါကြော်ကြားနေတဲ့မိသားဖြစ်ပေမဲ့လည်းပရိသတ်နေရာမှာတော့နင်ရောက်ပြောစရာမရှိအောင်တကယ်ကိုအားကိုးရတဲ့သူပါ။သူကအင်မတန်မှပရိသတ်လုပ်တဲ့နေရာမှာတော့အင်မတန်မှလေးစားထိုက်ပါတယ်။သူကသူ personal ရနော်။မိမာတွေကိုမရင်းကျင်းတဲ့ကောင်းပဲပြောပြောကားမလေးလေးမှုကျူးလွန်တဲ့ကောင်းပဲပြောပြောတကယ်ကိုပြည်သူတွေအတွက်အားကိုးရတဲ့မိသားပဲဖြစ်ပါတယ်နော်။